န်ဆန်းပွဲမှာလင်းမြူလာလို့ဆိုပြီးတော့ပြောနေကြတယ်ကွာအဲအောင်လန်းဆန်းကတော့နောက်ဆုံး20ဝန်တာပါရဲ့လင်းမြူမျက်နှာမြင်ရတာဘာဖြစ်တာကြောင့်ပြောနေကြတဲ့ဒူဒီကိုငါနည်းနည်းတော့ပြောမယ်ကွာသူကအစအတည်းက ABC မသိပါဘူးလို့ပြောထားတဲ့ပွဲလေဗျာအခုတော့ဒီအောင်လန်းဆန်းပွဲမှာ ABC လို့အင်္ဂလိပ်လိုပြောရတာဆိုတော့အဲ့ဒါ तू လာလေ့လာတော့ဖြစ်ရင်ဖြစ်မှာပေါ့မင်းတို့တွေကစွတ်ကောဖို့ပဲနော်ဟုတ်ပါတယ်ဒီနေ့ live ပေါ်မှာဟော့နေကြတယ် အွန်လိုင်းအဆန်ပွဲမှာဆိုတော့လေးပြူလာတဲ့ကိစ္စလေလေးပြူရှိရင်ဆိုချစ်ခင်တဲ့လူတွေလည်းအပေးတယ်နော်ချွတ်တဲ့ကြောင်လည်းဝေဖန်တယ်လေးပြူကြောင်မချိုက်ဘူးလို့ပြောတယ်စိတ်နောက်ချက်ဖြစ်တဲ့လူတွေရှိတယ်အဲ့တော့ဘာဖြစ်လို့လေးပြူတို့ဖြစ်သွားလဲဆိုတော့အလုံးတိတဲ့အတိုင်းပဲအဲ BC ဆိုတာဘာမှမတည်ဘူးဆိုပြီးတော့အဲသူမျက်နှာဘေးနဲ့သူပြောလိုက်တဲ့ခနဲ့လိုက်တဲ့စကားတခွန်းကြောင်သူ့ကိုဝေဖန်မှုတွေတော်တော်မြင့်တက်ခဲ့တယ်ချွတ်တယ်ဆိုလုံးဝတော့အာမပေးတဲ့လူတွေအောင်ရှိတဲ့အထိဖြစ်သွားခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့တည်ထားမှာကဒီနေ့အွန်လိုင်းဆန်ပွဲဒီ အောင်လာအဆိုင်တူရဲ့အားကစားပေါ့နော်ဒီလက်ပွေလောကရဲ့နောက်ဆုံးနှုတ်ဆက်ပွဲဖြစ်တဲ့အတွက်အတိတ်ပဲဖွင့်ဆိုချက်များနဲ့အောင်လာနိုင်ပွဲနဲ့ကိုစီရဲ့အထူးသုံးချက်ကိုတင်ဆက်ပေးသွားခြင်းပါတယ်။အောင်လာအန်ဆိုင်ထွက်မလာခင် လေးဖြူထွက်လာခဲ့တယ်။ကြားရဲ့ဖြစ်မှရှင်းတမ်းမဲ့ဆိုတဲ့တခြင်းကိုဖွင့်ပြီးထွက်လာတာမဟုတ်ဘဲနဲ့လေးဖြူကိုယ်တိုင်တည်ဆူပေးပြီးထွက်လာခဲ့တယ်။အောင်လာက နောက်ဆုံးနှုတ်ဆက်ပွဲကိုအနိုင်ထိုးတက်သွားခဲ့တယ်။အောင်လာကမြန်မာနိုင်ငံအလံကိုခြုံပြီးနှုတ်ဆက်စကားပြောသွားခဲ့တယ်။ အတိတ်ပဲဖွင့်ဆိုခြင်းအောင်လာကနိုင်ငံရေးလှုပ်ဆော်သူတွေအလိုချလိုက်ပါပြီးရည်တည်ပေးခဲ့ဘူးတဲ့လေးဖြူရဲ့တခြင်းကိုအမိုက်ပုံးနဲ့ထည့်ခဲ့ဘူးတဲ့အောင်လာစိတ်လိုလက်ရလှုပ်ခဲ့တာတွေအတွက် လေးဖြူကခွင့်လွတ်တယ်သူကိုယ်တိုင်တည်ဆိုပေးခဲ့တယ်အောင်လာကမြန်မာနိုင်ငံအလံမချုံမဲ့ပွဲစဉ်တချို့ထိုးခဲ့ဘူးတဲ့အခုတော့မြန်မာနိုင်ငံအလံနဲ့ပဲရည်တည်ပြသွားခဲ့ပါတယ်အဝမ်းတာပါလေလေးလူမျက်နှာမြင်ရတာဘာဖြစ်တာလဲဆိုပြောနေကြတဲ့ဒူဒီကိုငါနည်းနည်းတော့ပြောမယ်ကွာ ။ "तू ကအစအတဲက ABC မသိပါဘူး"လို့ပြောထားတဲ့ပွဲလေဗျာ။အခုတော့ဒီ online ဆန်ပွဲမှာ ABC လို့အင်္ဂလိပ်လိုပြောရတာဆိုတော့အဲ့ဒါ तू လာလေ့လာတာဖြစ်ရင်ဖြစ်မှာပေါ့။မင်းတို့တွေကစွတ်ကောဖို့ပဲเนาะ။ဟုတ်ပါလေဒီနေ့ live မှာဟော့နေကြတယ်။ online ဆန်ပွဲမှာဆိုတော့လေးဖြူလာတဲ့ကိစ္စလေလေးဖြူရှင်းရင်းဆိုချစ်ခင်တဲ့လူတွေကအပေးနော်ချွတ်တကြောက်လဲဝေဖန်တယ်လေးပြူကြောက်မချိုက်ဘူးလို့ပြောတယ်စိတ်နှောက်ချက်ဖြစ်တဲ့လူလည်းရှိတယ်အဲ့တော့ဘာဖြစ်လို့လေးပြူတို့ဖြစ်သွားလဲဆိုအားလုံးကြည့်တဲ့အတိုင်းပဲအဲ BC ဆိုတော့ဘာမှမတည်ဘူးဆိုပြီးတော့အဲသူမျက်နှာပေးတဲ့သူပြောလိုက်တဲ့ခနဲ့လိုက်တဲ့စကားတစ်ခွန်းကြောက် တို့ဝေမံမှုတွေတော်တော်မြင့်မက်ခဲ့တယ်ချွတ်တယ်ဆိုလုံးဝအောင်အာမပေးတဲ့ဒူတွေအောင်ရှိတဲ့အထိဖြစ်သွားခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့တည်ထားမှာကဒီနေ့အောင်လားအဆန်ပွဲပြီးအောင်လားအဆန်ရဲ့တွေ့အားစားပေါ့နော်ဒီလက်ပွေလောကရဲ့နောက်ဆုံးနှုတ်ဆက်ပွဲဖြစ်တဲ့အတွက်အဲတူဒီလက်ပွေပွဲနဲ့ပတ်သက်ခဲ့တဲ့အရာတွေအားလုံးဟာတူဘဝမှာဒါလုံးဝအမှတ်တမ်းကြံနေခဲ့မဲ့အရာပေါ့အဲ့တော့ဒါကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်အောင်လားအဆန်ဆိုပြီးတော့မြန်မာပြည်သက်တွေစပြီးတော့တက်တက်ကြွကြွအားပေးခဲ့တဲ့ဘက်မှာလေးတွေအမဲလိုက်ကတရှင်းရလဲအခက်ကဏ္ဍတစ်ခုကနေပါဝင်ခဲ့တယ်ဆိုတာကိုကျွန်တော်ငြင်းလို့မရဘူး เนาะဒီအမေလိုက်ကတချင်မဖွင့်ဘဲနဲ့အတန်တိတ်စိတ်နေအောင်လားဆန်ထွက်လာရင်တော့အားပြရတဲ့ feeling ရှိမလားပေါ့ဟုတ်တယ်မလားတွေးကြည့်ပေါ့အဲ့တော့ဒီတချင်ကလည်းအောင်လားအန်ဆန်ရဲ့ဒါလိုဖြစ်လာတဲ့ဘဝတစ်ခုရဲ့တစိုက်တေတာအခန်းကဏ္ဍဆိုရင်မမပါဘူးအဲ့တော့အောင်လားအန်ဆန်ကလည်းသူ့ရဲ့နောက်ဆုံးဘွဲမှာဒီတချင်ရဲ့ပက်ကြိုင်ရှင်ဖြစ်တဲ့လေးသူကိုလည်းဒါတော့တနည်းအားဖြင့်ပေါင်နေတာလည်းဖြစ်ရင်ဖြစ်လိမ့်မယ် ဒါနဲ့ကျွန်တော်တို့ကကျွန်တော်နိုင်ငံမှာအာဏာသိမ်းထားတဲ့ပြည်သူတွေရဲ့တပ်ဖြတ်ခံနေရတဲ့နိုင်ငံရေးဖြစ်နေတယ်ပေါ့နော်အဲ့ဒီအချိန်မှာလေးမျိုးက BC ဆိုတာပါလေ Y ကော့ဆိုတာပါလေ ABC တော့မသိပါဘူးဆိုပါညာဆိုတဲ့စကားမျိုးနဲ့ခနော်လိုက်တဲ့စကားတခွန်းကြောင့်ဒီတော်လှန်ရေးဘက်မှာအတက်တဲ့စတဲ့ဘဝနဲ့စတဲ့နေတဲ့လူတွေဟာဆက်ဆက်တိမခံတားနာွားကြတယ်။နာပြီးတော့တုတ်ပြန်တဲ့ဟာဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ကြည့်ရမှာကကျွန်တော်တို့ကနေရာတကာကိုတော့ကိုဖြစ်ချင်တဲ့အပိုင်းလိုက်ပြီးတော့တတ်မှတ်လို့တော့မရဘူးထင်တယ်။ ကိုပြစ်ကျင်တဲ့အတိုင်းတတ်မှတ်မယ်ဆိုရင်ဘာလို့ကိုပြောဝဲဒုက္ခကျင်မနေဘူးလဲကိုပြစ်ကြကိုတိုက်ကြဝဟုတ်တယ်မလားဒါနာကျွန်တော်ဖြစ်ကျင်တာကျွန်တော်ပြောတာဒါပေမဲ့ကိုပြစ်ကျင်တဲ့အတိုင်းတော့နေရာတကာတိုင်းဖြစ်လို့မရဘူးလေစိတ်ကိုကျွန်တော်တို့တွေတည်ရမယ်နံပါတ်1နောက်ဒုတိယတစ်ခုရှိတာကကျွန်တော်လေးပြူလေးပြူကဒါကျွန်တော်ဆိုလဲအမှန်တိုင်းကျွန်တော်ပြောရင်ကြောက်မယ်လေးပြူပထမလေးဒေါ်အောင်ဆန်းစုကြည်ပြီးကျွန်တော်ဖွင့်မှာစကန်တကယ်လေးစားတဲ့ဟီးရိုးပဲဘာဖြစ်လို့လဲကိုဂီတကိုယူတွတ်တယ်လေဟောဝင်နေဖြစ်တယ်ပေါ့ကြိုက်တယ်အဲ့ဒီအချိန်မှာကိုကြိုက်တဲ့အဲမှာမျိုးကြီးတို့လေးပြူတို့အငဲတို့ကဒါကိုယ့်ရဲ့ crazy တွေဒီလူတွေကအားငါလက်ခဲကန်ရရင်ဆိုတော့ feeling လေးတော့ဒီခံစားခဲ့ရတယ်တို့မြင်ဒါပေမဲ့အဲ့ဒီလေးမျိုး basis ဆိုတာဘာမှမသိပြောလိုက်တော့အဲ့မျက်နှာပေးပေါ့နော်မထီတဲ့ဟိုမလေးစားတဲ့မထီတဲ့တန်ဖိုးမထားတဲ့ပြည့်ရပြုတ်တဲ့စက်တက်ဖြစ်အမျိုးမျိုးတက်ရောက်တာပေါ့အဲ့ဒီမျက်နှာပေးနဲ့သူပြောလိုက်တဲ့စကားကုန်းပေါ့မှာအမှန်တိုင်းကျွန်တော်ဝေခိုင်းသူ့အကြည့်ရှင်းဆွဲကြည်ညိုမှုတွေပြည့်ပြည့်ဒါပေမဲ့လို့ကျွန်တော်တို့ကရန်သူဖြစ်သူ့ကိုတတ်မှတ်လို့မရဒါဒါဒါကျွန်တော်ပွင့်ရင်ကျွန်တော်ဘယ်မှမလိုက်ပဲနဲ့ပွင့်ရင်ဘာဖြစ်လို့လဲဆိုတော့လေးမျိုးဒီအခုဒါအမှုပြရဓမ္မထဲမှာပေါ့နော်သူဒီ မှန်တယ်ဒီစကားကိုပြောလိုက်ပြီးတဲ့နောက်မှာဒိန်းတော်တို့ဟုတ်တယ်နော်ဒိန်းတော်တို့ယုံလေးတို့လိုမျိုးတို့လိုက်ရောက်နေလားကျွန်တော်ဒါတော့ကြည့်ရမယ်မလုပ်ပါဘူးတူတော်လိုင်းဘက်ကတူအမပေးနေနေလိမ့်မယ်အဲတူဝမ်းတူကြောင်းပြီးတော့အတွက်တူရက်တည်နေတယ်ပေါ့နော်အဲဒါပေမဲ့အဲ့ဒီတူရဲ့ဝမ်းကြောင်းမှုရက်တည်မှုကတစ်ဖက်ရန်သူအတွက်တော့ဟိုအာသာစရာကြီးဖြစ်ဖြစ်သွားလိမ့်မယ်ဒါပေမဲ့တူအနေနဲ့ရည်ရွယ်ချက်ရှိရှိ ်ဘလို့မှဂကျူးမဆိုင်ပဲနဲ့အခုဒိန်းတော်တို့လုပ်နေတဲ့ပုံစံမျိုးတော့သူမလုပ်ဘူးအဲ့ဒီအတွက်ကျွန်တော်တို့ပြည်သူအနေနဲ့လေးသူဟာရန်သူအဖြစ်ကျွန်တော်တတ်မှတ်ခွင့်မရှိဘူးလို့ကျွန်တော်ကျွန်တော်အမြင်ပြောရရင်တို့မြင်တယ်အဲ့ဒီအတွက်အခုအောင်နာအဆန်ပွဲပြန်ဆက်လိုက်မယ်အောင်နာအဆန်ပွဲမှာနော်မကြည့်လိုက်မပြီးမှကျွန်တော်စကားဆက်ပြောတော့မကြည့်လိုက်ဟောဒီလိုပုံစံမျိုးတွေကလည်းဒါအောင်နာအတွက်ကိုကျွန်တော်ပြန်ကြည့်ပေးရမှာပေါ့နော်အောင်နာနေရာမှာပြောချင် အဲ့တော့ ABCD မသိလို့ဒီမှာ ABCD လို့လာပြောရတယ်ကြာခင်ဗျားတို့ဖြစ်တဲ့တဲ့လူတွေတိတိတိဆော့ကသူ ABCD မသိဘူးလို့ပြောထားတယ်လေအဲ့ဒါဘာမီဖိုက်တာအောင်လားဘာညာတာကနေကြပါစီတူလာလောက်တာလေဟုတ်တယ်မလားချိပါလားများတော့ပါလေတကယ်ပဲဆွတ်ပဲဒီအချိန်ရဆိုရင်တော့ဒါမျိုးဆိုရင်တကယ်ကိုဖီနီခံတော့ကောင်းပါလေလေးဆိုကျွန်တော်ပြောလို့ဆိုကျွန်တော်လေးစားရတဲ့အချိန်မှာအဲ့လောက်ကြီးကျွန်တော်လေးစားခဲ့တယ်နော်နိုင်ငံကကောင်းကောင်းမှုအချိန်ဆိုရင်ဗျာဟမ် ကျွန်တော်တို့တွေအဲ့ဒါပဲတကယ်ပဲကျွန်တော်တို့နိုင်ငံဒီလူရုပ်မာတွေကမဖြစ်စည်းရင်အများကြီးရှိကြမယ်ရင်သာစရာကြီး ုတ်ပါဘူးเนาะဒီတခြင်းတွေနဲ့ပဲဒါ online ပွဲတွေမြင်လာခဲ့တာအားပေးတဲ့ပိတ်သက်တွေကလည်းဒီ hey 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 ဆိုတဲ့အတန်နဲ့နေစိတ်ကြွခဲ့တာ online ကိုယ်တိုင်ကလည်းအဲ့ဒီ hey ဆိုတဲ့လေးမျိုးရဲ့အတန်နဲ့ရောဘေးကပြည့်တဲ့က online online ဆို hey hey ဆိုတဲ့အတန်နဲ့ရောသူ့ရဲ့ဘွားတွေမှာเนาะလှပတဲ့နစ်တစ်တွေကိုပွင့်ထွန်းခဲ့တာအဲ့ဒီအတွက်ဒါသူဟာနောက်ဆုံးနှုတ်ဆက်ပွဲဖြစ်တဲ့အတွက်ဒါသူ့ဘွားမှာဒစိတ်တွေကနော်တွန်းအားပေးခဲ့တဲ့အရာတွေထဲမှာပြိတက်ပါမယ်ဟုတ်တော့မြန်မာပြိတက်ပါဒါမြန်မာပြိတက်ကသူ့ကိုတွန်းအားပေးခဲ့တဲ့အဓိက main point ပေါ့နော်မြန်မာပြိတက်ပါပြီးလို့ရှိရင်လေးမျိုးပါမယ် ဟုတ်တယ်မဒါတွေကိုသူပြန်စုစည်းပြီးတော့ဒါသူ့ရဲ့နောက်ဆုံးပွဲမှာဖြစ်တယ်ဆိုတော့ဒါကျွန်တော်တို့အနေနဲ့ကတော့သူဖြစ်တင်တယ်လို့ထင်တယ်။နောက်တစ်ခုရှိတာကကျွန်တော်တို့လူမျိုးသူဟာမြန်မာပြည်မှာနေပြီးတော့မြန်မာနိုင်ငံကအာဏာရှင်တွေရုပ်မှန်တရားကိုခါတီးခန်းနေရတဲ့လူတယောက်မဟုတ်ဘူး။သူဒီနဲ့အခြားနိုင်ငံမှာနေတယ်အခြားနိုင်ငံကခံရတယ်ရှင်းပြမြန်မာစကားတော့သူမနဲ့ပြောနေရတယ်။သူကသူ့ဘဝငယ်ငယ်လေးတွေကသူမြန်နိုင်ငံရောက်လာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့ကဒီနှစ်အောင်လုံးကိုဒီအချိန်ဒီပွဲမှာတော့ကျွန်တော်တို့အပြစ်မတင်ဘူးဘလို့ပြောမလဲပြကျွန်တော်အမြင်အများကြီးတော့အပြစ်တော့မတင်သင့်ဘူးထင်တယ်ဒါပေမဲ့ကျွန်တော်အားမပေးချင်ဘူး အလင်းညူနဲ့သူတို့ခေါ်ပြီးတော့လောက်တာငါတို့ကအာမပေးဘူးရတယ်ဒါပေမဲ့အပြစ်တင်လောက်ထိတော့မရှိဘူးလို့ဒါကျွန်တော်တို့ကမြင်တယ်။ဘာလို့ဆိုတော့ကျွန်တော်တို့နိုင်ငံအရေးဟာအင်တာနက်နဲ့ရှုပ်ထွေးပါတယ်။နိုင်ငံရေးကိုကျွန်တော်တို့ဖြစ်ချင်တိုင်းဖြစ်လို့မရပါဘူး။ဖြစ်ချင်တိုင်းဖြစ်ရင်နိုင်ငံရေးမဟုတ်ပါဘူး။နော်ဒါလေးကိုတိဖို့လိုတာပါဟုတ်တယ်မလား။အခုဒီဘွဲဘွဲကနိုင်ငံကောင်းလို့ဆိုတဲ့ရှယ်ပဲ။ ကဒါမျိုးပွဲမျိုးတွေကပေါ့နော်ကျွန်တော်နိုင်ငံကောင်းနေတဲ့အချိန်မှာဆိုရင်တကယ်ကိုအားရကျင်းတဲ့ဂျီမှုစီကကောင်းတဲ့ပွဲမျိုးတွေဒါပေမဲ့ဒီနေ့ကျွန်တော်နိုင်ငံဖြစ်နေတာအားလုံးတိတဲ့တိုင်းဒီအာနာတိန်းကားနဲ့စစ်တပ်ကသူတို့အာနာကိုလွတ်နေတာငါးနှစ်ပြည့်လာပြီအာနာကိုလွတ်တာပြည်သူချင်းကလွတ်မရတဲ့အဆုံးမှာသူတို့အုပ်ချုပ်လို့မရတဲ့ဒေသမှန်သမျှကိုဘုံကျဲတယ်စစ်တောင်းထိုးတယ်မီးရှို့တယ်မျိုးစုံလုပ်နေတာအာနာတိတဲ့အဲ့တော့ပြည်သူတွေကဘာဖြစ်လဲဆိုခံအောင်များတဲ့နာကျင်မှုတွေကရင်ထဲကိုစုပြီးတော့ လုံးဝဆက်ဆက်တိမခံချက်နေတဲ့အနေထားအဲ့ဒီအနေထားမှာဘုရင်ကပြောသလိုမနေတဲ့တခွန်းလေးစကားမှားလိုက်တာနဲ့ဒီလူပေါ်အဲ့ဒီဒေါ်ဒါတွေပုံကြဝမ်းမဲ့မြန်မာပြည်သားတွေဖြစ်နေတဲ့အနေထားပဲတော့အဲ့တော့လေးပြုပြောခဲ့တဲ့စကားတခွန်းအနောက်မှာလည်းဒီရဲ့ခံစားချက်တွေကြောင့်ပါကြတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီတော်လံပြည်သူပဲအချမ်းအလုံးတိရမှာကကျွန်တော်တို့ကနေရာတကာတို့ကျွန်တော်တို့စိတ်ဖြစ်ချင်တဲ့ဆန္ဒအတိုင်းချစ်လို့မရဘူးဆိုတာလေးကိုကျွန်တော်နားလည်ရမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဖြစ်ချင်တဲ့အညာဖြစ်ခွင့်ရမယ်ဆိုရင်ကျွန်တော်တို့လည်းနိုင်သွားပြီလေဟုတ်တယ်မလားဒါပဲအဲ့ဒါအဖြေပါပဲအဲ့တော့ကျွန်တော်တို့တွေက ကိုလှုပ်တဲ့လမ်းကြောင်းတွေအမှန်တရားအတွက်လှုပ်တာအများအတွက်လှုပ်တာကိုကိုကြိုးတဲ့လှုပ်တာမဟုတ်တဲ့အတွက်မတိတတ်တဲ့သူတွေရှိတယ်လို့တိတတ်တဲ့သူတွေရှိလာလိမ့်မယ် တိတက်တဲ့ဒူတွေကငါတို့နောက်မှာပါလာလိုက်မယ်ဆိုတော့အတိတစ်ခုနဲ့ပဲကျွန်တော်တို့ကိုလန်းကိုကိုရှောက်ဖို့ရှိတာပဲဆွတ်ရှောက်သွားဖို့လိုအပ်တာပေါ့အဲ့တော့ဒီလိုအောင်နှန်းအဆန်းနဲ့အနေနဲ့ကတော့ကျွန်တော်တို့ဒါအပြစ်တော့မတင်သေးဘူးထင်တယ်ကျွန်တော်ရှင်းမှရှင်းပြခဲ့တယ်လို့ပဲဒူရဲ့ဘဝမှာပေါ့နော်ဒူဟာဒါသူ့ရဲ့ဒစိမ့်ပိုင်းတွေကိုအလုံးစုစည်းပြီးတော့နောက်ဆုံးသူ့ရဲ့ဒီဘဝကိုဒါအဆုံးတက်လိုက်တဲ့ပွဲလေးဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့နားလည်ပေးတည်တယ်လို့ထင်တယ်ဒါပေမဲ့ဟိုနိုင်ငံရေးနဲ့ပတ်သက်လာရင်တော့ကျွန်တော်တို့ကညီမောင်တို့မိတ်ဆွေတားချင်းမရှိဘူးလို့ပေါ့ကျွန်တော်တို့နိုင်ငံရေးပေါ်မှာကျွန်တော်ကြတော့ကြည့်တဲ့ဟာတော့တစ်ခုပဲရှိတယ်အဲ့ဒါကနိုင်ငံရေးပေါ်ဖြစ်စည်းနေလားပေါ့ အဲအဲ့ဒါကျွန်တော်တော်လိုင်းပေါ့ဖြည့်စင်းနေတာတော်လိုင်းထိကန်အောင်လုပ်နေတာစတဲ့ဖြင့်ဟိုအရေးကြီးတဲ့အပိုင်းတွေကိုကျွန်တော်ရွေးကြည့်ဖို့လိုအပ်တာပေါ့နော်ဒါဒါမှဒါလားနေပြည်သူကလည်းကျွန်တော်တို့ဘက်ကိုနားလည်နိုင်လိမ့်မယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့က against ခံမခံလိုက်ပြီးတော့ဖြစ်နေကြမှာဆိုလို့ရှိရင်ပြည်သူကလည်းကိုယ်နားလည်မှုလိုရနိုင်ဘာဖြစ်ဆိုတော့ဒီနေ့မှာဘာဖြစ်လို့ပြည်သူတုံးရလဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာလက်ရှိချိန်မှာတုံးဖို့ကွဲသွားပါပြီနော်တစ်ဖက်ဒီဒီလူနည်းစုပေါ့နော်လူကြီးရဲ့တောင်းကနန်းတော့ပဲရှိတဲ့ဒီစစ်တပ်ကိုထောက်ခံတဲ့အတိုင်းဝန်ကျန်တဲ့တစ်ဖက်ဒီတော်လှန်ပြည်သူအတိုင်းဝန်နောက်တစ်ဖက်ဒီ ်ဘယ်ဘက်လိုလိုဒီဘက်လိုလိုအတိုင်းဝန်အဲ့အတိုင်းဝန်ရဲ့တက်ဖို့ကောင်းတာနော်အဲ့တိုင်းဝန်ကဘယ်နည်းကပြောသလိုတို့အဖြေကိုထုတ်ပေးမယ့်အတိုင်းဝန်ဖြစ်တယ်တူတို့အတိတ်တရားမြင့်မားလာဖို့တို့ဒီခံယူချက်တွေရှိလာဖို့တို့ဒီနားမျက်စိတွေပွင့်လာဖို့အတွက်ကျွန်တော်တို့တွေကချွတ်တဲ့အရာကိုချွတ်ပါမယ်ဖြောင်းဖြားတဲ့အရာကိုချောင်းပြရမယ်လန်ခင်းတဲ့အရာကိုလန်ခင်းပေးရမယ်ကျွန်တော်တော်လန်ပြည်သူတော်လန်ရို့ဘဘုံညက်ညက်တရားနားလဲတဲ့လူလန်းစားတွေကိုလာဒါကွမှတ်တမ်းတင်ပြတာဖြစ်လို့ကျွန်တော်ပြောစီရအတိတ်အကြောင်းမရှိဘူးအဲ့တော့ကျွန်တော်တို့နိုင်ငံအဆုံးဖြတ်ဖို့ပေးနိုင်တယ်အဲ့ဒီအလဲလူလန်းစားပေါ့အဲ့ဒီလူလန်းစားတွေနားလဲလာဖို့အရေးတွေးတွေမြင့်လာဖို့အတွက်ကျွန်တော်တို့တွေက စိတ်လိုက်မှန်ပါလေလုပ်လို့မရဘူးကိုဖြစ်တင်တိုင်းဆန္ဒတစ်ခုတွေလုပ်လို့မရဘူးဒါလေးကိုအားလုံးသတိပြုနိုင်ကြပါစေလို့စိတ်နဲ့ကျွန်တော်ရှင်လောက်တာဖြစ်ပါတယ်အဲ့တော့မင်းဆန္ဒကဘယ်လိုလဲဖြစ်နိုင်မယ်ဆိုရင်တော့မြန်မာပြည်မှာဒီကာလမှာတော်လှန်ရေးကလွယ်ပြီးကြော်ပွဲရှင်ပွဲရန်သူကိုအားရစေမဲ့ပွဲပါတစ်ခုမှမရှိဘူးကောင်းနေပါဗျာအကုန်လုံးဝိုင်းချိုင်ဒီနေ့ချဒီနေ့မပြီးဘူးလားဟုတ်တယ်မတိုင်းကဖြစ်မှမဖြစ်နိုင်တာဟမ်ကိုစိတ်မျိုးလူတိုင်းမရှိဘူးလေဟုတ်လားမလားအခုကျွန်တော်အပေါ်ပြောဘူးငါမင်းအမိုင်ကောင်မျိုးကောင်းမှလုတ်ပြန်မယ်မင်းကိုစီမင်းအတိတ်ခံရတာမင်းကိုမှငါဘုန်းစင်ပေးမယ်လာခဲ့လားဟမ်လာခဲ့လား မငပောက်တီကိုလာတဲ့အချိန်ကျွန်တော်တို့ဘာမှမလုပ်ခိုင်းဘူးဘာမှမလုပ်ဆိုမတန်လို့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့အလုပ်တွေကိုကျွန်တော်တို့ကတွက်ချင်လို့အခုလက်ရှိ PDF တွေလို့ပေါ့ PDF တွေစစ်ဖွဲစခန်းတွေကိုစောင်းမှမဖြစ်တော့နော်ဒီစခန်းတခုကိုတွားပစ်လို့ကုန်မဲ့အကန့်နဲ့နော်ပြန်ရမယ့်အကန့်တွက်ချင်ရတယ်တိုက်ပွဲတခုဆိုတော့အဲ့ဒါလိုပဲကျွန်တော်တို့လည်းကိုယ်နဲ့ရင်ဆိုင်တဲ့လူဟာဘယ်လိုပုံစံမျိုးလဲတန်ရက်လားစသဖြင့်ဓာမျိုးတွေကိုကျွန်တော်တို့ပတ်တက်ဖို့လိုတာပေါ့ဒါကြောင့်မို့လို့ကျွန်တော်တို့တွေကသေဖို့အတွက်လည်းရင်းရဲပါတယ်ဒါပေမဲ့ကိုယ်လိုမျိုးသေဖို့ အတွက်မပြောနဲ့ကိုယ့်ရဲ့စီးပွားလေးကိုမီတာစုလေးကိုယ့်ကိုထိခိုက်မှလေးနည်းနည်းတော့မခံနိုင်တဲ့ဒူတွေကြားထဲမှာကိုယ့်နိုင်ငံကလုံးနဲ့လိုက်နေတာဖြစ်တဲ့အတွက်အဲ့ဒီဒူတွေကိုလည်းခံနိုင်အောင်ကိုယ်ကကြင့်ပေးဖို့လိုအပ်တာပေါ့ဟုတ်တယ်မလားဒါမှသာကျွန်တော်နိုင်ငံအမှန်တရားလမ်းကြောင်းပေါ်ရောက်မယ်ဒီနိုင်ငံဒီလိုအာဏာရှင်စနစ်ဆိုးကနေကျွတ်နိုင်တာနော်အဲ့ဒီအတွက်ကျွန်တော်စိတ်ရှည်တဲ့နေရာလေးစိတ်ရှည်ရမယ်နော်တားရင်ဟိုစိတ်မကြည့်ပါနဲ့လို့မြေကုံမောင်မောင်ရဲ့အားလုံးနဲ့တိုက်တွန်းချင်ပါတယ်နော်လောလောဆယ်တော့အမဲလိုက်မှာပေါ့ဗျာဟုတ်တယ်မလားအမ ABCD မတက်တဲ့ကုလေးလူကြီးတွေအခုလောက်ဆိုရင်အမဲလိုက်ရင်လည်း ABCD တက်သွားပြီချင်ပါတယ်နော်မြန်မာပြည်သူတွေရဲ့ခံစားမှုကို ကိုလေးပြတယောက်လည်းနားလည်နိုင်ပါစေလို့ဆုတောင်းပါတယ်ကျွန်တော်လူမျိုးပဲကိုလေးပြကိုဘွားနဲ့ရင်းပြီးချစ်တဲ့လူအများကြီးရှိမှာပါเนาะအဲ့တော့အဓိကကျွန်တော်တို့ကတင်ကြားကြော်ကြားတဲ့လူတယောက်ဖြစ်လာလို့ရှိရင်ကျွန်တော်ကိုယ်စိတ်ကိုကိုမပိုင်တော့ဘူးကြကိုကိုဘွားကိုမပိုင်တော့ဘူးအဲ့ဒီပုံမှာဟိုကိုလေးပြအနေနဲ့လည်းနားပုံနားလည်နေပေါ့တို့ကြတော့ပုံပြီးစီမြန်ကြတဲ့ဆရာကြီးလေးဆိုတော့ဟုတ်တယ်เนาะအဲ့တော့စကားလေးတစ်ခုံးပေါ့မှာကျွန်တော်တို့ကတူကိုပူယူပြီးတော့အညို့ဒေထားနေကြမှာလို့အေးတူရဲ့လောက်ရက်တွေကိုဆက်ကြည့်ဖို့လိုအပ်တာပေါ့ဟောတော့ဒါလေးပါပဲအားလုံးကျွန်တော်နိုင်ငံသားတွေအာနာရှင်စနစ်ဆိုတာအများဆုံးတို့မြောက်နိုင်ကြပါစေ